တကာအကြောင်းပေါ်ရောက်တဲ့အခါမှာတော့ဆရာတော်အခန့်တင်တွေ့ရပါတယ်။ဒါပေမဲ့ဆရာတော်ကတပါးတည်းတော့မဟုတ်ပါဘူး။လွန်စွာဆွဲဆောင်မှုရှိရဲ့အမျိုးသမီးငယ်တယောက်နဲ့အတူရှိနေရစွာတွေ့ခဲ့ရပါတယ်။နောက်လုံးမင်္ဂလာပါရှင့်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။အခုပြောပြမယ့်ဇလန်းဟာဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း၄၅နှစ်ခန့်ကဖြစ်ရမယ့်ဇလန်းတစ်ခုဖြစ်ပါတယ်။ဂျေဆုရှင်ရွှင်ရင်ကျော်အပေကြီးဦးမြခင်ရဲ့တာတပည့်ဖြစ်တဲ့ဦးမြဟန်ကုသပေးခဲ့တဲ့ဖြည့်ရမန်ကုထုံးကနေ အဖေကြီးဦးမြခင်ပြောပြခဲ့တဲ့ဩဝါဒအတန်ဖိုင်ရနေဒီဇလန်ကိုကောင်းထုတ်ချပြီးတော့ဆီယာနက်ဆီယာနီရွေးသားခဲ့တဲ့ဖြစ်ရမှန်ဇလန်တစ်ပုတ်လည်းဖြစ်ပါတယ်။အေယာဝတီတိုင်းမှာဟင်တတားလို့အမည်ရတဲ့မြို့တစ်မြို့ရှိပါတယ်။အဲ့ဒီမြို့ရဲ့မြို့အစုံတနေရာမှာဖုန်ကြီးကျောင်းတစ်ခုလည်းရှိပါတယ်။အဲ့ဒီကျောင်းမှာတော့တော်ရဆောက်တင်ရဲ့ဖုန်ကြီးတစ်ပါးတည်င်းသုံးနေထိုင်ပါတယ်။အဲ့ဒီကျောင်းဒီမှာ နေကြတဲ့ရွာသူရသားတွေဟာဆိုရင်တော်ရဆောက်တီရဲ့ဆရာတော်အစွဲပြုတ်ပြီးတော့ အဲ့ဒီအကြောင်းလေးကိုတော့တော်ရအကြောင်းလို့ပဲခေါ်ဝေါ်ခဲ့ကြပါတယ်။အဲ့ဒီတော်ကြောင်းလေးမှာတော့ကြောင်းထိုင်ဆရာတော်ကျပါရီသာရှိပါတယ်။ဆရာတော်ကသီလသမာဓိအကျင့်သိက္ခာပြည့်စုံတော်မူတာကြောင့်အနီးတွဲမှာရှိရရွာသူရွာသားတွေကလည်းအထူးသဖြင့်ကြည်ညိုကြပါတယ်။ဆရာတော်ကိုကြည်ညိုကုန်ကြတဲ့ရွာသူရွာသားတွေဟာဆိုရင်စွန်စီသင်္ကန်းဝိတုအဝါဝါလူလေသေးမရှိအောင်ထောက်ပံ့လူတန်းကြတာပါအဲ့ဒါကြောင့်မေမူလာခနော်နီခနော်နဲ့ ခက်ကုတ်ကုတ်တော်ကြောင်လေးဟာဆိုရင် အချင်းအနေငယ်ခဏလေးကြာမှတော့ခံရတဲ့တိုက်ကြောင်ကြီးဖြစ်လာခဲ့ပါတယ်ခံရတဲ့တိုက်ကြောင်ကြီးဖြစ်လာတဲ့အထီးတိုင်းတော်ကြောင်လေးလိုပဲခေါ်မြဲခေါ်ကြပါတယ်ဒီနေ့မှာတော့ညနေဆောင်မှာတကတယောက်ကဆရာတော်ကိုဖူးမြော်ဖို့တွန်းဆိုပြီးတော့တော်ကြောင်လေးကိုရောက်ရှိလာခဲ့ပါတယ်တကအကြောင်းမောင်ရောက်တဲ့အခါမှာတော့ဆရာတော်အခန့်တင်တွေ့ရပါတယ်ဒါပေမဲ့ဆရာတော်ကတပါးတဲ့တော့မဟုတ်ပါဘူး လွန်စွာဆွေးဆောင်မှုရှိတဲ့အမျိုးသမီးငယ်တစ်ယောက်နဲ့အတူရှိနေရဆိုတွေ့ခဲ့ရပါတယ်။အဲ့ဒီမိမငယ်ကဆရာတော်ချောင်းထားတဲ့ဒူကောင်းပုံလက်တင်ထားပါတယ်။တပည့်အဲ့ဒီလက်ပုံသူမရဲ့မိစီကိုတင်ပြီးတော့ဆရာတော်ရွှော်ရွှော်ဆဆစိုက်ကြည့်နေပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့တကအလွန်မှအံ့ဩသွားပါတယ်။အလွန်ထိတ်လန့်သွားတယ်။ဒီလိုပဲအလွန်ကုန်မှနှမျောတသာဖြစ်မိပြီးတော့တိုးဆရာတော်တီလာကြိုးစားပြီးဒီလိုတီးတိုးရေရွတ်ပြီးတော့ ဝမ်းနေစွာနဲ့ပဲအဲ့ဒီတော်ကြောင်လေးကနေပြန်လဲထွက်ခွာလာခဲ့တယ်။တော်ကြောင်လေးအနီးမှာရှိရဲ့ရွာနေချုပ်ဆက်တီကိုတော်မီပမာပဲလင်းမြန်စွာနဲ့ပြန်နဲ့သွားခဲ့တော့တယ်။တချို့ကတော့ယုံကြတယ်။တချို့ကတော့မဖြစ်နိုင်ဘူးလို့ဆိုကြတယ်။ဒါကြောင့်လူခွဲပြီးတော့တော်ကြောင်လေးကိုသွားကြည့်ကြတော့ဆရာတော်ကြီးကိုအခဲခဲကြတယ်။တော်ကြောင်လေးကိုတွားရောက်အခဲခဲတဲ့သူတိုင်းကဆရာတော်မိမငယ်တယောက်နဲ့ဘူကတ်စွာရှိနေတဲ့အကြောင်းဝမ်းနေစွာမြင်တွေ့ကြတယ်။ လောက်ပါတဲ့မိမငယ်ကဆရာတော်ကြွလျာနာကိုထက်ချက်မခွာလိုက်နေရအောင်မြင်ကြရတဲ့တက္ကသကမတွေရလေဆရာတော်အထင်သေးသွားတယ်အကြီးညိုတွေပြတ်သွားကြတယ်ကျောင်းလုပ်ခဲ့တဲ့ကျောင်းတက်ကကြီးအားဆိုရင်ဆရာတော်ကိုတတိပေးဖို့အတွက်ကျောင်းကိုရောက်ရှိလာခဲ့တယ်ကျောင်းတက်ကကြီးကိုလည်းအိတ်ခံဖို့အတွက်ပုတ်ပဲသေးစားတွေကိုဆရာတော်ဟာဆိုရင်စက်တီကန်တဲ့ဝင်ပြီးယူတယ်အဲ့ဒီခါမှာမိမငယ်လေးကလည်းဆရာတော်နဲ့အတူအခန်းထဲကိုလိုက်သွားတော့မြင်တွေ့လိုက်ရတယ် ဒီမြင်ကွင်းကိုမြဝါထည့်ထည့်မြင်တွေ့လိုက်ရတဲ့ကျောင်းတကကြီးကဆရာတော်အတွက်အလွန်ကုန်မှနှမျောတတဖြစ်မိသွားခဲ့တယ်။အဲဒါကြောင့်မေဆရာတော်ကိုနှုတ်ပင်မဆက်တော့ဘဲနဲ့ပြန်လာခဲ့လိုက်တယ်။ကျောင်းတကကြီးကလည်းသူ့လူခဲ့တဲ့တော်ကြောင့်လို့အဲ့ဒီအချိန်ကနေစပြီးတော့လုံးဝမသွားတော့ပါဘူး။ကျောင်းတကကြီးတွေမကောက်ဘဲနဲ့တခြားတကတကောင်မတွေကလည်းတော်ကြောင့်လေးနဲ့တော်ကြောင့်လေးဆရာတော်အပီးပိုင်ကြောခိုင်းခဲ့ကြတယ်။တကတကမတွေအလူပေါ်ရင်းနဲ့စီကားနေခဲ့တဲ့တော်ကြောင့်လေးဟာဆိုရင် ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။ချောက်ကက်သွားပြီးတော့လူတန်းသူကင်းမဲကတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတော့တယ်။တကာတကာမှကင်းမဲသွားတာနဲ့အတူဆရာတော်ရဲ့စွန့်ကိစ္စအလေးစတင်ပြီးတော့ခက်ခဲလာပါတော့တယ်။အဲ့ဒီချိန်မှာတော့တော်ကြောင်လေးနဲ့မနီမွေးမှရှိရဲ့ဖုန်ကြီးကြောင်လေးတစ်ကြောင်မှာတော့တော်ကြောင်လေးကိုကြောက်ခိုင်းလာခဲ့တဲ့တကာတကာမတွေနဲ့စီကိုင်းတက်မြိုက်ခဲ့ပါတော့တယ်။အဲ့ဒီကြောင်ရဲ့ကြောင်တိုင်ဖုန်ကြီးဟာဆွဲလေလက်လာပါရွှေလန်းစင်မှာအလွန်ကျင်းနေကြည်ကျင်းနေပြီးတော့ပီတိဝေပြာနေခဲ့တော့တယ်။ ဒီလိုနဲ့နှစ်နှစ်ဆိုတဲ့အချိန်ကာလကုံဆုံးခဲ့တာဖြစ်ပါတယ်။တောကြောင်လေးဟာဆိုရင်လေ၆ကက်နေစေပါပဲ။တောကြောင်လေးဆရာတော်ဟာဆိုရင်လေလူသူကင်းမဲ့ပြီးတော့စွန်ကေစာခက်ခဲနေစေပါပဲ။တညမှာတော့တောကြောင်လေးဆရာတော်ကထူးဆန်းတဲ့အိမ်မက်တစ်ခုမြင်မက်ခဲ့ပါတယ်။အိမ်မက်မှာဆိုရင်တော့ဝိပြုစင်ကြဲတဲ့ပုံကုတ်တူလာရောက်ပြီးရဲ့နောက်မှာကဲဘာမှစိတ်ပြတ်မနေနဲ့တော့ကိုတော့နောက်နေ့ရဲ့အကြောင်းမှာကိုတော့ကြောင်သူတော်ကောင်ရောက်လာလိမ့်မယ်။ကိုတော့ကဲမှာအဲ့ဒီပုံကုတ်ပဲ ဒီလိုပြောဆိုပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။အိမ်မက်မပြီးနှစ်ရက်လောက်ကြာတဲ့အခါမှာတော့ဆရာတော်ကအเจ้าကိုရောက်လာမယ်ဆိုတော့သူတော်ကောင်းစောင့်မျှော်နေခဲ့တယ်။ညနေဆောင်တဲ့အထိဘယ်သူတဦးတယောက်မှရောက်မလာတဲ့အတွက်ဆရာတော်ကစိတ်ပြက်လာခဲ့တယ်။အလကအိမ်မက်ပဲနေမှာပါဆိုပြီးတော့ယူဆလိုက်တယ်။အဲဒီအချိန်မှာတော့တောကြောင်လေးရှိအောင်ငိုင်ဆိုင်ငန်းဆိုင်နဲ့လူစိမ့်တယောက်ရောက်လာခဲ့တယ်။အဲဒီနောက်မှာတော့အเจ้าဘုံတက်လာကဘုရားဥချပြီးတော့ဆရာတော်ဥချတယ်။ဒီလိုဥချပြီးတဲ့နောက်မှာ တပည့်တော်ရင်တမယာမြဟန်မဖျားအစိုးရအမှုတန်းစီရင်စစ်တူပါဒီလိုလျှောက်တင်ပါတယ်ဆရာတော်ကမြဟန်ဆိုတဲ့သူတေချာစွာအကဲခဲကြည့်လိုက်တယ်မခဲတဲ့အိမ်မဲရသူတော်ကောင်းဟုတ်မဟုတ်အကဲခဲကြည့်လိုက်တာပဲဖြစ်ပါတယ်ကိုမြဟန်လည်းအသက်35နှစ်ဝန်းကျင်သာရှိမယ်လို့ခန့်မှန်းရပါတယ်ကိုမြဟန်ရဲ့ဥပဒေရုံးနဲ့ပုံမှန်သဏ္ဍာန်ကတာမန်ချက်ပို့ပြီးတော့ထူးခြားတာရှိမရှိအကဲခဲမိတယ်အဲဒါကြောင့်ကိုမြဟန်ကသူတော်ကောင်းတူမဟုတ်တန်ဘူးဆိုပြီးတော့ဆရာတော်တွေးမိတယ် ကဲတကများဟန်နိုင်ရင်ကိစ္စောက်ရှောက်တင်စမ်းကွဒီလိုမိလိုက်ရမှာတော့ကိုမြဟန်ဆွဲသူကတပည့်တော်ရဲ့ဇာတိယာရန်ကုန်ကပါဗျာဒီဘက်ကိုအထက်လူကြီးကခိုင်းတာကြောင့်စီရင်စစ်တောင်ဝင်နဲ့ခဏရောက်လာတာပါဒီလိုရှောက်တယ်မာရီအဲ့ဒီနောက်မှာတော့တပည့်တော်အခုတဲခုန်နေတဲ့အင်အားမိသားစုများတယ်ဗျာအင်အားကျင်းရတဲ့အထက်ခလေးကြီးကလည်းတော်တော်စော့ကြတာပါအဲ့ဒါကြောင့်တပည့်တော်အလုံးလုံးရတာအဆင်မပြေပါဘူး အရှင်ဘုရားခွင့်ပြုရင်ဒီကျောင်းလေးမှာခေတ္တခဏတက်ခုံဝင်ပြုတ်ဝေးဖို့ရှောက်တယ်များစေဘုရားဒီလိုရှောက်တင်ရမှာတော့ဆရာတော်ခွင့်ပြုပေးလိုက်ပါတယ်ပင်မကျောင်းကြရဲ့အနောက်ဘက်မှာကလျက်ဆောက်ထားတဲ့အဆောင်ပိုထဲမှာနေထိုင်ဖို့စီစဉ်ပေးလိုက်ပါတယ်ရောက်ရောက်တဲ့အခါမှာတော့အသီးသီးအိမ်ရောက်ဝင်ပြီးတော့အိတ်ဆက်ကြပါတယ်အဲ့ဒီညမှာတော့ဆရာတော်ကအိမ်မက်မပြတ်ပါတယ်ပထမအချိန်မှတ်ခဲ့တဲ့အတိုင်းပဲဝိပုစင်ကျင်းတဲ့ပုဂ္ဂိုလ်ကထပ်ရောက်လာပြီးတော့တပည့်တော်ရှောက်တင်ခဲ့တဲ့သူတော်ကောင်းဆိုတာ ကိုရောကြောင့်အနောက်ဆောင်ထဲမှာအိတ်နေတဲ့ဧည့်သည်ပါပဲကိုရောကဲမှာသူဒီလိုပြောသွားခဲ့ပါတယ်ဆရာတော်ကမနဲ့ဆော့ဆော့မှာအိယာနီတကာမြဟန်ကိုနှိုးပါတယ်အဲ့ဒီနောက်မှာတော့အစားတောက်တွေနဲ့ကောင်းမစွာကြွေမွေးအိတ်ခင်တော့တယ်စားပြီးတောက်ပြီးတဲ့အခါမှာတော့ဆရာတော်ကတကာမြဟန်ကသူတော်ကောင်းလားဒီလိုကောက်ခံငင်ကမေးချလိုက်တော့ကိုမြဟန်လည်းအကြောင်းတောင်းတောင်းဖြစ်သွားပါတယ်ကိုမြဟန်ကအယိုးသားရဲ့သူတယောက်ဖြစ်တာကြောင့်တပည့်တော်သူတော်ကောင်းမဟုတ်ပါဘူးဖျား ဒီလိုပြန်ပြောလျှောက်တက်ပါတယ်။အဲဒီခါမှာတော့ဆရာတော်ကတကမြဟန်ကဗာတက်တုံးဒီလိုမေးပြန်ပါတယ်။တပည့်တော်ကစီရင်စစ်ဆိုတော့စီရင်အင်းပညာတက်ပါတယ်။ဘာကြောင့်များရှိလို့လဲဖေ။ဒီလိုကိုမြဟန်ကလျှောက်တင်ရမှာတော့ဆရာတော်ကအကြံအိုက်သွားပြန်ပါတယ်။စီရင်အင်းပညာပြင်တခြားဘလို့အတက်ပညာတွေရောတတ်ထားသေးလေ။တေးသေးချာချာစဉ်းစားပါအောင်တကကြီး။ဒီလိုဆရာတော်ရမိလိုက်တဲ့အခါမှာတော့ကိုမြဟန်ကတပည့်တော်ကရွှေရင်ကျော်အိစာတရားမဟိတ်တီစီဂိုင်းဝင်တယောက်ပါဗျာ ရွှေရင်ကျော်ပညာဦးရန်ကုန်မြောက်ကလာပါအဖေကြီးဦးမြတ်ခင်ထားနေခံယူထားပါတယ်။ပယောကကုတတ်ပါတယ်ဖေဟာဒီလိုရှုပ်တင်တာကြောင့်ဆရာတော်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပါတယ်။ဒီလိုဆိုရင်တော့ဟန်ကြပြီဟိကျုပ်ကိုကူညီပါအောင်ဒီလိုမိတ်ပြီးတော့ဆရာတော်ကအဖြစ်ဖြစ်အားလုံးကိုမြတ်ဟန်ရှင်းပြပါရယ်။ကိုမြတ်ဟန်တေချာစွာနားထောင်ပြီးတော့အဲ့ဒီနောက်မှာဘုံရင်ကြောင့်တကားရီကိုပိတ်ပြီးတော့ဆရာတော်ကိုပယောကရှုမရှိစမ်းသပ်ပါရယ်။ အဲ့ဒီခါမှာတော့ဆီယာရောရဲ့ကြောင်းအစိမ့်တိုက်တိတ်ထားတော့သိရပါတယ်။အတိုက်ရှိရဲ့နေရာကိုထပ်ပြီးစမ်းသပ်တဲ့အခါမှာတော့ကျောင်းရဲ့တောင်ဘက်မှာရှိရဲ့မလာကာပင်ချင်းရင်တပေးအကွာမှာအစိမ့်တိုက်မြုပ်နေထားတာပေါ်လာခဲ့ပါတယ်။ကိုမရဟန်နဲ့ဆီယာရောဟာဆိုရင်အဲ့ဒီနေရာသွားပြီးတော့တူပေါ်ရှောက်ပေးကြရမှာတော့ညီကြီးအတွက်မှမြုပ်ထားတဲ့တင်ကန်းစချီနောက်ထားတဲ့လက်ဖြန့်ယိုတချောင်းအအားသိမ့်မွေတွေ့ရပါတယ်။အဲ့ဒီလက်ဖြန့်ယိုဟာဆိုရင် အစိမ့်တိုက်သေးသွားတဲ့အမျိုးသမီးတူရဲ့လက်ဖြန့်ယိုဖြစ်ပါတယ်။ ဒီလက်ဖြန့်ရိုးအောင်လန်းစရာနေသူ့ရဲ့အောင်လန်းအတတ်ပညာနဲ့စီရင်ပြီးတော့အစိမ့်တိတ်ထိတ်ထားတာဖြစ်ပါတယ်တကတကမရိနဲ့စီကားနေခဲ့တဲ့တော်ဆောင်လေးကိုမနာလိုမရှုစိမ့်နဲ့အောင်လန်းစရာနေတိုက်ခိုက်ခဲ့တာပါအောင်လန်းစရာဆိုရင်အစိမ့်တိမ်မာရဲ့လက်ဖြန့်ရိုးဆရာတော်ရဲ့သင်ခန်းစာနဲ့ချီနာပြီးတော့စီရင်ကတိုက်ထားရလေဖြစ်ပါတယ်ဒီအတိုက်ကြောင့်ပဲအစိမ့်တိတ်ထိတ်ထားခဲ့တဲ့တရေမာလေးကဆရာတော်ရဲ့အနီမှာအမြဲမပြတ်ရှိနေရပါအဲ့ဒီတရေမာကိုတခြားသူတွေကမြင်ရတယ်ဆိုပေမဲ့ ကာယကရှင်ဖြစ်တဲ့ဆရာတော်ကတော့အောင်းလင်းအတိုင်းမိနေရကြောင့်အစိမ့်သေးသေးရဲ့မှမမြင်မိရပါဆရာတော်မမြင်နိုင်သေးဘူးတော့လေတိုက်ထားတာဖြစ်ပါတယ်ကိုမြဟန်ကအိမ်လက်ဖြန့်ရို့တော်ကြောင်လေးနဲ့ဝေးရစီကိုတောင်းရောက်ဆုံးပြစ်လိုက်ပါတယ်အိမ်နောက်မှာတော့အကြောင်းပေါ်မှာစံမှန်ပတ်ပြီးတော့အတိုင်းနဲ့ဆက်တီကိုရှင်းလင်းပါတယ်တပန်ကျောင်းဝင်းအနက်တဲမန်းနေဘက်ကအတိုင်းနဲ့ဆက်တီကိုအမိတော်ပြန်ပြီးတော့ရှင်းထုတ်လိုက်တော့တယ်ဆရာတော်ဆက်ပြတ်ပေးပြီးတော့ရေစဲတိုက်ကကုသပေးတာတွေကိုပြစ်လုပ်ပေးပါတယ် ကိုမြတ်ဟန်ခံယူထားတဲ့ရွှေရင်ကျော်အိစာတရားမဟိတိစီပညာရဲ့အစွမ်းနဲ့ပဲဆရာတော်ရဲ့အခက်အခဲကိုကိုကြီးဖြေရှင်းပေးနိုင်ခဲ့တယ်။ဆရာတော်ဟာဆိုရင်လေအလုံးဝမ်းမြဝမ်းသာဖြစ်ရတော့တယ်။ဒီတည်င်းကိုကြားရတဲ့တကာတကံမတွေကလည်းဝမ်းမြဝမ်းသာဖြစ်ကုန်ကြတယ်။နှစ်နှစ်တာလောက်၆ကနေကြီးခဲ့တဲ့တော်ကြောင့်လေးကပြန်လည်ပြီးအသက်ဝင်လာခဲ့ပါပြီ။အလိုတနာပြေးကြတဲ့သူတွေနဲ့ပြန်လည်စီကားလာခဲ့ပါတယ်။ရွှေရင်ကျော်အိစာတရားမဟိတိစီပညာရဲ့ဂုံတည်င်းဟာဆိုရင်လေပိုပြီးပိုပြီးတော့ကြော်စောထင်ရှားလာခဲ့တော့တယ်။ တောကြောင်လေးဆရာတော်ကြီးဟာဆွဲလေအကျဉ်းနဲ့ကြီးတင်နေပြီးတော့ကိုမြဟံတာဓုအကျဉ်းချင်းခေါ်ဆိုခဲ့တယ်။ရွှေရင်ကျော်အိစာတရားမဟိတိစေပညာနဲ့အဘဆရာတော်တွေကလေတာဓုတာဓုတာဓုဆိုပြီးတော့ကြည်နူးစွာနဲ့အနုမောဒနာခေါ်ဆိုနေခဲ့ကြပါတော့တယ်။ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပြီးရတဲ့အတွက်လေးကျေးဇူးတင်ပါတယ်။နောက်ရက်ကျမှလေးဘလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလဲဆိုတော့စောင့်မျှော်နှားဆင်ဖို့ပြောချင်ပါတယ်ရှင်။